ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကဟုတ်ပြီကျွန်တော်တို့ကစိတ်ဆန်းရည်တွေလုပ်ငန်းဒီမိုဂရာဖီဖလိုဝါတာဆပ်ပိုင်းကိုလုပ်တော့မယ်ဆိုရင်ဘာကိုကြည့်တော့ဆိုတော့ကျွန်တော်တို့ technical point economic point social point ဆိုတဲ့ဒီ point ၃ခုနဲ့ကျွန်တော်ကထောက်ပြီးတော့ဒီကောင်ကလုပ်တင်တာမလုပ်တင်တာဘယ်လိုလုပ်မလဲဆိုတာကိုဆုံးဖြတ်ရပါတော့အဲ့တော့ technical point ဆိုတော့ဒါတော့ compass key ပဲ technical ကိုတော့ဘယ်လိုနည်းနဲ့မှကျော်လွန်သွားလို့မရဘူးဒီမှာရှိတဲ့ ကိုနုမဲ့ point နဲ့ social point ကိုကျွန်တော်ကျွန်တော်တို့ကချိန်ညှိပြရမှာဥပမာတစ်ခုပြောမယ်ဆိုရင် social point ပေါ့ဗျာဒီလူကျင်တဲ့ဘက်ကလာဒီ customer တွေဘက်ကလာရွာလူတူတွေဘက်ကအာသူတို့ကဂျီလောင်ငိုင်းအကြီးကြီးစောက်ခြင်းနဲ့အာပိုက်လိုင်းအကြီးကြီးတွေ့ခြင်းနဲ့အာရေတွေဖောဖောတည်တုံးခြင်းပုံပြီးဒါက social point ကပုံပြီးအဲ့လိုဆိုလို့ရှိရင်အာခင်ဗျအဲ့ဒီဂျီလောင်ငိုင်းအကြီးကြီးစောက်လိုက်တဲ့အတွက်ကြောင့်ပုံကြားစိတ်တွေကဘလောက်ကြာသွားမှာပိုက်လိုင်းကြီးအကြီးကြီးတွေ့လိုက်တဲ့အတွက်ကြောင့်ဟုတ်လား ုံကြစီတော့ပတော့ကြသွားမှာအဲ့ဒါကိုဘယ်သူကပေးမှာလဲဒါကိုကြတော့ကျွန်တော်ကအီကိုနိုမီပွားရမယ်ပေါ့ပြန်ပြီးတော့ထိုင်ရမယ်အဲ့ချိန်မှာပါပြလို့ဟုတ်ပြီကိုနိုနိုမီပွားရင်ဆိုရှယ်ပွားရင်ဂျာမန်ကျွန်တော်တို့ကတက်ကနီကယ်ပွားရနေပြီးတော့ပြန်ပြီးတော့ရက်တည်ပေးရတော့ဟာအီကိုနိုမီပွားရနေပြီးတော့မင်းတို့ဒီတော့နိုင်ရည်လည်းအီမဆောက်နိုင်ကွာသေးသေးလေးပဲပေးမယ်ပိုက်လဲရလဲကွာသေးသေးလေးပဲပေးမယ်ဆိုရှိရင်ကိုနိုမီပွားရထင်လိုက်ခြင်းမှာဘာဖြစ်တော့ဆိုရှယ်ပွားမှာကျတော့ဒီတော့ရတာမလောက်ပြန် အဲ့ကကြတယ်ကျွန်တော်ဟုတ်ပြီတက်တနေခွဲပွိုင်းအရာကောမီဒီလိုဆိုရှိရင်လူလူလည်းပဲတုံးတဲ့တုံးအားတဲ့ပမာဏလေးတော့တုံးလို့ရအောင်ဒီကွန်ကြစီအနေနဲ့လည်းပဲတင်းတော်တဲ့ချိုးတစ်ခုအထဲမှာကြအောင်ဆိုပြီးတော့ဒီဒီပွိုင်းနှစ်ခုကိုကျွန်တော်ကမြင်တော့ဒီနဲ့တက်ကနီကပွိုင်းနဲ့ပြန်ပြီးတော့ဘယ်လန့်စ်လို့လုပ်ပြရပါတယ်ဒီနေရာမှာကျွန်တော်ကကွန် ဒီရှေ့ပိုင်းမှာပြောမဲ့ထဲမှာခံပါတယ်ကျွန်တော်ကျွန်တော်ဒီ knowledge ရင်းလုံးလို့ကျဲလုံးချင်တဲ့ဆန္ဒတွေဖြစ်ပေါ်လာသေးတဲ့အချက်တွေရှိပါတယ်တချို့ကဘာလို့ဆိုရှင်အခုကျွန်တော်တို့ကတော့ဂျူနီဆက်ကပြခဲ့တာပေါ့နော်ခုနောက်ပိုင်းမှာလည်းပဲဂျူနီဆက်မဟုတ်လည်းပဲဒီအခြားအခြား NGO INGO အဖွဲ့အစည်းများစွာနေပြီးတော့ပြည်ရွာတွေမှာ တို့အကုန်ကြခံပြီးတော့ပြီးပြီးတော့ဒီလိုလုပ်ငန်းတွေကလက်ရှိလဲလို့လုပ်နေကြတာဖြစ်ပါတယ်။အဲလုပ်နေကြတဲ့နေရာမှာတချို့တချို့တော့ဒီ engineer တွေကြတော့လေသူတို့ကဒီ water supply လုပ်ငန်းပေါ်မှာလမ်းကြောင်းပေါ်မှာရှင်နေခဲ့ရတာမဟုတ်တဲ့အခါကျတော့သူတို့လည်းပဲသူတို့တတ်တလောက်တည်းတလောက်တည်းလုပ်ရင်းနဲ့တချို့နေရာတွေမှာဘာလေးတွေကျွန်တော်တို့ကြားသိရတော့ဆိုတော့ pipeline ရလည်းတွေ့ပတ်စံရလည်းပုံသွားပြီ။အဲရွာတွေကလည်းရှင်မရကြဘူး။ ိုးလေးတွေလေးပါပြီးတော့တွေးရတယ်ပေါ့အဲ့ဒါမျိုးလေးတွေကြားပြီးတဲ့အချိန်ကျတော့ဒါကြောင့်မို့လို့လည်းကျွန်တော်တို့ကဒီ water supply နဲ့ပတ်သက်ပြီးတော့လိုက်နာမယ့်အခြေခံအကြောင်းချက်လေးကိုပြောချင်တာပါဟုတ်နိတခုဆိုရှင်ကျွန်တော်ဒီကျွန်တော်ဒီလာခင်ဟိုဘက်ဒါခေဌာနဆိုင်ရာတခုပေါ့နော်ဌာနလေးလို့ကျွန်တော်ဒီညွှန်းတော့သူတို့ကလည်းအဲ့လိုပဲ တော့ဒီလိုဝတ္တဆောင်ပိုင်းတစ်ခုဆောင်ရွက်တယ်ဆောင်ရွက်တဲ့အချိန်မှာတော့ပါခမုံဆိုပြီးအစားပါပေါ့ဒီတော့ငားနေပြီးတော့တစ်ဖက်ကပေးရမယ့်ညာကိုသူပါလိုက်ဆွဲတယ်ဆွဲတဲ့အချိန်မှာပါဈာမပါပြီးတော့တောင်ကုန်းတကုန်းကိုဖြတ်ကျော်အောင်တောင်ကုန်းသူကလည်းဒီဟာကိုသူတို့မကြောလောင်နိုင်ဘူးဖြစ်နေတယ်အဲ့ခါကျတော့ကျွန်တော်ဒီစစ်လက်ပါဒီပါ ြင်မကြီးတော့ငားနေပြီပြီး9000ကျော်မှာကုံကြောတစ်ခုဖြာလာရှိပါတယ်အဲ့တော့အဲ့ဒီကုံကြောเนี่ยကျွန်တော်တို့ပြင်မကြီးတော့ခံမဲ့ခါ level လေးကမတိမ်မရင်ဖြစ်နေအဲ့ချိန်မှာကျွန်တော်ကအရှုံးပြုလုပ်ထားတဲ့ဘလိုးရိတ်တစ်ခုကိုဒီကိုဖြတ်တော့သွားနိုင်မှုရှိရှင်6လမပိုက်နဲ့သွားမှသာအဆင်ပြေပြီးတက်တော့မှာဒီဟာပါဒီကပိုင်းရဒါမျိုးဖြစ်လို့တော့ရုံးမှာ economic point အရာ အဲ့မှာရှိတဲ့အင်ဂျင်ကြီးဒါလေးသူတို့ပြောတာပေါ့လေသူတို့ရုံးချုပ်သွားတဲ့နုံရှိတယ်တဲ့အဲ့နုံကကြော်လို့မရဘူးတဲ့ဘာလို့ဆိုတော့ဟိုကျွန်တော်အဆောက်အဦတွေမှာပီရီရိတ်နဲ့လုပ်တယ်လို့မျိုးအဲ့တော့ပိုက်လိုင်းကိုနုံနဲ့ချလိုက်တာဒါပေဘလောက်ဆိုပြီးတော့ဆိုတော့အဲ့လိုလိုနဲ့ကတော့ဒီမှာကတကယ်တကယ်လားဆိုလို့ရှိရင်ခုနကပြောတဲ့ပေ9000အပေါ်မှာရှိတဲ့ကုန်းကိုကြော်တက်ဖို့ကကျွန်တော်က6လမှာပိုက်နေမှာကြော်နေမှာသူတို့ကဘာလို့ဆိုတော့6လမှာပိုက်လေးနည်းနည်းတုံးပြီးတော့ လေးလက်မတွေသုံးလက်မတွေပုံနဲ့တွဲထားတယ်။တွဲထားတဲ့အခါကျတော့ဂျီရဘလိုနည်းနဲ့မှဒီကုန်းကိုမဖြတ်တောင်းနိုင်ဘူး။ဒါပေမဲ့ဘတ်ဂျက်ကလည်းသူတို့ကဒီနာတော့ဒီနွန်ကြီးနဲ့တတ်မှတ်လိုက်တဲ့အခါကျတော့အဆင်မပြေဖြစ်နေပါတော့နော်။ကျွန်တော်တို့အနေနဲ့ကတော့ဒီဟာကတော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်။ကျွန်တော်ဘာသာစကားမှာလည်းဒီလိုပြောကြတာရှိပါတယ် ။ဒါပြားတပဲနဲ့ဒီကောက်ကန်လို့မရဘူးပေါ့နော်။ဟိုစီပေးမှဆေးရမယ်ဆိုတာမျိုးပေါ့။အဲ့ခါကျတော့ကျွန်တော်တို့ကလူငယ်စကားကျွန်တော်ဟိုစိုင်းကြီးဆိုင်ရဲ့လက်ဖောင်းမင်းသားအချင်းတွေကစာပိုက်ထားပိုက်လို့ပေါ့။ကြိုက်တာရမယ်တူတန်ရတန်ပြီးနာတာရေးစီပါတယ်မိသားချင်းမဆပါဟုတ်ပြီကျွန်တော်တို့ကဒီမှာက technical point အရာကြတော့လေဒီတောင်ကုန်းကြီးကိုဖြတ်ကျော်ဖို့ဟာ ထောက်လမပိုင်နေမှာဆိုရှယ်ပွိုင်းရလဲဟိုဘက်မှာကျတော့ဒမင်းဖြစ်တဲ့ဘက်ကတကယ်ဒီမှတန်ကိုလိုအပ်တဲ့နေရာကြီးဖြစ်တယ်ပြီးကိုပြရမှာဖြစ်တယ်အဲ့ချိန်မှာဒီ economic ပွိုင်းရဖန်ခင်လိုက်တဲ့ချိန်မှာ technical ပွိုင်းရဆိုရှယ်ပွိုင်းရနှစ်ခုစလုံးကအောက်ထွက်သွားတယ်ဒီအဲ့ခါကျတော့ကျွန်တော်ကဒီဟာလေးတွေကိုပြင်ပြကျင်တာကတော့ အဲ့လိုမျိုးလေးတွေရှိတဲ့ဟာလေးပေါ့နော်ဟိုထနိုင်တားနိုင်ဆိုချိန်ကြီးအဖြစ်ရှာပြီးတော့ကြော်လာတားနိုင်ဖို့အတွက်တော့ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အဲ့နောက်ကျွန်တော်ဒီခုနကပြောတဲ့ therapy provider ဆက်ပြန်မစဉ်းစားရတဲ့လုပ်ငန်းသူက community participation လုပ်ငန်းဖြစ်ပါတယ်လူမှုပူပေါင်းပါဝင်ရတဲ့လုပ်ငန်းပါ အဲ့တော့ဒီမှာတော့ကျွန်တော်တို့ဌာနမှာတော့ကျွန်တော်ဒါ UNICEF ကပြည်တာပေါ့အခုနောက်ပိုင်းဆိုရှင်တော့ UNICEF မဟုတ်တဲ့အခြား NGO INGO အဖွဲ့အစည်းတွေလည်းဆက်ဆောင်နေကြလည်းရှိမယ်အဲ UNICEF မှာတော့ကျွန်တော်တို့ကဘယ်လိုခေါ်မလို့ဆိုရင်ဒီ byte ဖြစ်တင်နေအကုန်လုံး UNICEF ကနေပြီးတော့ pre supply supply လောက်တာအဲအဲ့ဒါတွေနဲ့မကဘူးဒီဒီလောက်ကနေမှလုံးမဲ့ ဟိုမိုးမဲ့မိုးရရစဟိုခောက်ပန့်ပေးတယ်အဲ့ပြင်ကျွန်တော် technical training တွေပေးတယ်ဒါဂျင်းနီဆက်ကကနေပြီးတော့ပါဝင်တဲ့အပိုင်းပေါ့နောက်တစ်ခါကျွန်တော် government ကြတော့ဟိုဒီဒီကဂျင်းနီဆက်ကနေပေးလိုက်တဲ့ဒီအဲ့ဒီ pipe တွေ fitting တွေရွာရိုးရွာဝင်ရောက်အောင်ပို့ဆောင်ပေးတယ်နောက်တစ်ခါအဲ့မှာဆောင်ရွက်ဖို့အတွက်ဒီတွန့်ကျင်တဲ့ engineer တွေပံ့ပိုးပေးတယ် ။အနောက်တကဒီဘက်ကကျတော့ကြေးရလူလူပိုင်းပေါ့။အဲကြေးရလူလူပိုင်းကျတော့သူတို့ကခေါင်းမုန်းဆိုချင်ဒီ local material ရေးဖြစ်တဲ့ဘောင်းမှာရှိတဲ့အုပ်ပြဲကြောင်တွေကိုဒီပေးရတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီ pipeline တွေပို့ပြီးတော့တူပေးရတယ်။ဒီမှာကျတော့ကျွန်တော်တို့ကဒီရေသွဲလုပ်ငန်းတွေမှာတုံးတာတွေများတာဗျာဆိုချင် PVC pipe တို့ HDPE pipe တို့ဒီ pipe တွေဆိုတာကသူက ဒီကိုရင်းကိုမခံနိုင်ဘူးပေါ့နော်နေရောင်တန်းကိုမခံနိုင်ဘူးဒီပိုက်တူကိုတွေ့တမ်းမယ်ဆိုရှင်နေအောက်မှာသုံးပြီးတော့ကိုပြုတ်ပြီးတော့မှတွေ့တမ်းမှနောက်တကနေရောင်တန်းလည်းမခံနိုင်လို့ဖြစ်ခံနိုင်တယ်လို့သူ့အပေါ်မှာအက်ကူရှင်ရှိနေဆိုလို့ရှိရင်မတော်တဆအပေါ်မှာချန်စီယိုလုံရင်နဲ့ပြုမိသွားတာတို့ညာထွန်ရင်နဲ့တူးမိသွားတာတို့ပေါ်မှာဟာကားဖြတ်သွားလို့အောက်ကပိုင်လိုက်ပြတ်သွားတာဆိုမရှိအောင်လို့ ကျွန်တော်ပိုင်လိုက်နဲ့တူပြီးပြောရပါတယ်။သူနဲ့သူမြုပ်လို့မရတဲ့နဲ့နည်းနည်းညာမျိုးဆိုလို့ရှိရင်တော့ကျွန်တော် GI ပိုက်တွန်းရတော့ဗောနော်။အဲ့ခါကျတော့ပြောသူကဒီ community participation ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာတို့ UN အဖွဲ့အစည်းတွေကဘူတစ်ခုချမှတ်ထားတာရှိတယ်။ဘာလို့ဆိုရှင်ကျွန်တော်တို့ကလှုပ်ပေးလိုက်တယ်။လှုပ်ပေးတဲ့အချိန်မှာဘွာသားတွေအနေနဲ့ကိုကြပါသူအဲဒီတော့ကျွန်တော်တို့ကဒါကဆက်မှုတယောက်စာမန်နေနဲ့ခေါ်လုပ်ပေးတယ်။ နောက်ဆုံးနောက်ပိုင်းမှာရေရင်းနဲ့တုံးကြိုက်ဌာနနေတဲ့တွားလုပ်ပြီးတယ်ပေါ့ဗျအဲ့ချိန်မှာသူတို့ကရွာသားတွေရဲ့သူတို့ရဲ့အတွေးအမြင်ခံယူချက်ကအာဒီလုပ်ငန်းကြီးကြီးငါတို့လုပ်ငန်းဖြစ်တယ်ငါတို့ကြီးပါရဲ့လုပ်ငန်းဖြစ်တယ်သူတို့ခံယူထားကြမယ်အာဒါကစက်မှုလေအားလာလုပ်သွားတာပဲသူရဲ့အမြင်မျိုးမဟုတ်ခဲ့နဲ့ဟုတ်ပြီနောက်ပိုင်းမှာဒီလူတွေကလုတ်ခဲ့ပြီးပြန်သွားပြီပြန်သွားပြီဆိုရင်ဒီလုပ်ငန်းကြီးကိုဘယ်လိုတွေဆက်ရမလဲဒီလုပ်ငန်းကြီးကိုဘယ်လိုတွေဆက်ပြီးတော့ ဟလာထင်းထင်းစောင့်ရှောက်မယ်။အာဒါကြီးငါတို့လုပ်ငန်းငါတို့ရမ်းရမယ်။ငါတို့ထင်းထင်းစောင့်ရှောက်ရမယ်။သူတဲ့အတွေ့အမြင်ဖြစ်နေအောင်ဒီကတည်းကမူထားတယ်ပေါ့နော်။အဲကျွန်တော်တို့ဆိုလို့ရှိရင်ဒါဆို we are engineer as well as organizer ကျွန်တော်တို့ကပါလို့ရတော့ဆိုရှင်ဒီကင်းအလုပ်လုပ်ညတရားဟောရတယ်အာဒီမှာကအာကျွန်တော်တို့ပေးထားတဲ့ဥစ္စာဒီမှာပိုက်တရားဘလောက်ရှိတယ် ပြည်တင်များဘလောက်ရှိတာဒါတွေအကုန်လုံးကိုယူနီဆက်ကဘလို့ပေးရထားတာအနိုင်ငံတော်ကကြတော့ကျွန်တော်တို့ဟိုဒီဟာတွေနဲ့ပတ်သက်ပြီးတော့အလားဘလို့ဘလို့တွေပံ့ပိုးထားတယ်ကျွာတွေကိုကြီးရွာသားတွေဆိုပြီးအောင်ကျွန်တော်တို့ကနေကင်းပိုင်းမှာလည်းအလုပ်လုပ်နေလို့ညဘက်ကြလို့ရှိနေတယ်သူတို့နဲ့ဒီမြတ်တိုင်းနဲ့ဒီဟိုကပြောရတဲ့ရှိပါတယ်နောက်ပြီးတော့ဘာလို့ရတော့ဆိုတော့သူတို့မှ Water User Association ပေါ့အဲ့ဒါလည်းဖွဲ့ရတယ်နောက်တစ်ခါရေလုံသားဆိုတာကိုသူတို့ရွေးထုတ်ပေးရတယ် တော်တော်မှာအများဆုံး၁ရောက်၂ရောက်၃ရောက်အားဖြင့်ဟောဆိုတော့ဒီရေလုံသားဆိုတဲ့လူတွေကလည်းစားပြီးတော့ဒီလုပ်ငန်းကြီးတွေပိုင်လိုင်းတွေတိဆောက်တဲ့အချိန်ကနေစားပြီးကျွန်တော်နဲ့တွဲပြီးတော့လုပ်ကင်သွားပြီးတော့ကလုပ်ငန်းကြီးပြီးသွားပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ကသူတို့ရထဲကိုဒီရစားဖြစ်တဲ့ထင်းထင်းဆောက်ရှောက်ဖို့အတွက်အရန်ပြည့်စည်တဲ့သူတွေအကုန်လုံးတွဲပြီးခဲ့ပြီးတော့ ြစ်သွားတယ်ကွာနော်သူတို့သူတို့ဟာသူတို့လက်ပတ်နေရင်ခင်းရင်းစောက်ရှောက်နေရတယ်ကွာ train လုပ်ပြီးနေရတာပေါ့အဲကျွန်တော်ပြန်သွားပြီးတာကြတော့မဟာပိုင်လိုက်ရရေးဘယ်နေရာမှာတော့ပြတ်လို့ရဲ့အဆက်မှုတွေကလာပါဦးကနောက်ပြင်ပေးပါဦးသူတို့ကိုယ်တိုင်သူကသူတို့ရဲ့ system ကြီးကိုခင်းသိမ်းစောက်ရှောက်နေအောင်ကျွန်တော်ကကျွန်တော်ပုံစံချပေးကြရပါတယ်